အပိုင်းတက်တခါတော့ကຫນွေတစ်ခုမှာလှပတဲ့ပန်းချံတစ်ခုရှိတယ်။ကံလေးတစ်စင်းတစ်ပင်စင်းဆိုတွေနှစ်တန်တော်တော်ဖြောဖြေးစရာကောင်းတယ်။အဲ့ဒီမှာဘဲမေမေတကောင်ကဥထောင်နေတာသူမရဲ့ဥတွေကတစ်ခုနဲ့တစ်ခုဖွင့်လာကြတယ်။တက်ပေါက်တက်ပေါက်ဆိုသလိုဘဲကလေးငယ်ငယ်လေးတွေထွက်လာကြတယ်။မေမေကရှုမောနေတယ်။နောက်ဆုံးဥတဖွင့်တော့မဖွင့်ပဲနောက်ကျနေတာကြတယ်။နည်းနည်းစိတ်ပူမိတဲ့မေမေပဲက ဒီဦးကဘာဝမဟုတ်မလားဆိုပြီးငွေမီမီထန်သွားမိတယ်။ငွေမီမီကပြောတယ်မပူပါနဲ့ဦးအရင်ထက်ကြီးတော်လဲဖွင့်မယ်။တခါတလေမှာတော့နောက်ကျနေတာလဲတဘာဝဖြစ်တတ်တယ်။မကြခင်ပဲဦးအခွန်ဖောက်သွားတယ်ထွက်လာတဲ့ကလေးကတော့အယောင်မညူအရွယ်ကြီးကြီးနဲ့မျောလင့်ထားသလောက်မဖြစ်ဘူး။ဒီကလေးကဘဲလားဆိုပြီးအခြားကလေးတွေကြီးကြတဲ့သူ့ရုပ်မြင်ကမတူပဲအနာကလေးတွေထက်ထင်သာလှပါတယ်။ ။မဲမိမေကတော့ကျမရဲ့သားလေးပါဆိုပြီးချစ်တယ်။ဒါပေမဲ့အခြားတိရိစ္ဆာန်တွေကသူ့ကိုချင်အောင်ပြောတယ်။မျက်နှာထင်တာပဲဒီကဘဲမဟုတ်ဘူး။ဘသူမှမကစားချင်ဘူး။လိုချက်တဲဆိုတာပြောကြတယ်။သူ့ကိုမလှတဲ့ပဲကလေးလို့ခေါ်တယ်။တနေ့တနေ့လှဲ့ပြီးသူ့စိတ်မှာမုန်းစိတ်နဲ့ဝမ်းနည်းမှုများလာတယ်။အဖေပဲကြီးတကောင်ကတော့တောင်းပြောတယ်။မင်းကငါတို့ထဲမပါဘူးထွက်သွားပါ လှတဲ့ဘဲကလေးကမျက်ရည်တွေနဲ့ကံဘေးကနေထွက်သွားတယ်သူ့မိကိုချစ်ပေမဲ့မေနာနိုင်တော့ဘူးတောင်းတဲ့ထဲကတိတ်ဆိတ်တဲ့အရာတွေလမ်းတစ်တွေကိုစတင်ရှာပွေဖို့ခြေလမ်းတင်လိုက်တယ်အပိုင်း၃ရေထဲကိုဆင်းသွားတဲ့မလှတဲ့ဘဲကလေးသည်မျက်နာကိုအောက်တို့ချလိုက်ပြီးမိမိပုံရိပ်ကိုကြည့်လိုက်သည်ဒါပင်ဖြစ်စေသူ့မှာမမျော်လင့်ခဲ့သောအရာတစ်ခုတတက်ပေါ်လာသည် ရေကန်တောင်တောင်ပြင်မှာ ပြန်မြင်ရတာကမိမိကိုမဟုတ်သလားဟဲ့ငါလားဟုရင်ထဲတွင်တုန်လှုပ်တယ်ရေထဲကမှပေါ်ထွက်လာသောပုံရိပ်မှာငါးကောင်မျိုးစုံမဟုတ်ဘဲလည်းမဟုတ်တောင်ဖြူဖြူလှပသောကြက်တောင်မီးကြီးတဲ့ရေနှင်းပဲတကောင်ဖြစ်နေသည်သူ့နာနာမှာရေနှင်းပဲကြီးတွေကကြီးကြသည်ကြီးတော့ตายရတဲ့ပွင့်ကြက်တောင်လို့သူတို့ပြောကြသည် မလှတဲ့ဘဲကလေးဟောင်းကတုံလုံးမိတယ် သူ့အတွင်းမှာအားလုံးရဲ့စကားကွဲကွဲပြားပြားတွေပြုတ်ပြဲမှုတွေမခံနိုင်မှုတွေပြန်လှည့်နေတယ်။ဒါပေမဲ့ယခုမှသူဒီတိလာသည်မိမိအားအပြင်းအဆင်တစ်ခုကြောင့်ချွတ်ချလိုက်သူများသည်တကယ်မမြင်ရသော အရာကို ယခုသူမြင်လာပြီ။သူဤတောင်များသည်မြင်သာနေသည်မျက်စိမှလည်းမျောလင့်ခြင်းတောက်ပနေသည်။သူကပြေးသွားเสียမလို့တော့ဘူးပြန်သွားဖို့သာလိုတယ်။ရေချောင်းကပတဲ့ရေနင်းပဲကြီးတကောင်ဖြစ် သူကရေပြင်ပေါ်မှာငြိမ်ငြိမ်လှုပ်ရှားခဲ့သည်။ပန်းချံထဲကကလေးငယ်လေးတဦးကနှက်တွေကိုကြည့်ပြီးငားမက်ပြောလိုက်သည်။အဲ့ဒီတကောင်ကအလှဆုံးပဲသူက အချားတွေထက်ထူးခြားတာသိကြတယ်။သူအဲ့ဒီအတန်ကိုကြားပြီးအမှန်တကယ်မျက်ရည်ပင်အနှဲငယ်ထွက်သွားသည်။ဒါဟာဝမ်းနည်းမှုမဟုတ်ဘူးမျောလင့်ခြင်းနဲ့အလှတရားကိုတိတာစွာ ခံစားရခြင်း သူကတိလာပြီးအရင်ကတယောက်ထဲတောင်မတယောက်ထဲမဟုတ်ခဲ့ဘူးအမှုပညာလိုက်နာသူတိုင်းလိုပဲနည်းနည်းနောက်ကျစွာပွင့်လာုံဖြစ်သည် အပိုင်း၃ရေထဲကိုဆင်းသွားတဲ့မလှတဲ့ဘဲကလေးသည်မျက်နာကိုအောက်တိုးချလိုက်ပြီးမိမိပုံရိပ်ကိုကြည့်လိုက်သည်ဒါပင်ဖြစ်စေသူ့မှာမမျော်လင့်ခဲ့သောအရာတစ်ခုတက်တက်ပေါ်လာသည် ရေကန်တောင်တောင်ပြင်မှာပြန်မြင်ရတာကမိမိကိုမဟုတ်သလားဟဲ့ ငါလားဟုရင်ထဲတွင်တုန်လှုပ်တယ်။ရေထဲကမှ ပေါ်ထွက်လာသောပုံရိပ်မှာငါးကောင်မျိုးစုံမဟုတ်ဘဲလည်းမဟုတ်။တောင်ဖြူဖြူလှပသောကြက်တောင်မီးကြီးတဲ့ရေနှင်းပဲတကောင်ဖြစ်နေသည်။သူ့နာနာမှာရေနှင်းပဲကြီးတွေကကြီးကြသည်။ကြီးတော့ตายရတဲ့ပွင့်ကြက်တောင်လို့သူတို့ပြောကြသည်။မလှတဲ့ပဲကလေးဟောင်းကတုန်လှုပ်မိတယ်။ ူ့အတွင်းမှာအားလုံးရဲ့စကားကွဲကွဲပြားပြားတွေပြုတ်ပြဲမှုတွေမခံနိုင်မှုတွေပြန်လဲနေတယ်။ဒါပေမဲ့ယခုမှသူဒီတိလာသည်မိမိအားအပြင်းအစင်တစ်ခုကြောင့်ချွတ်ချလိုက်သူများသည်တကယ်မမြင်ရသောအရာကိုယခုသူမြင်လာပြီ။သူဤတောင်များသည် မြင်သာနေသည် မျက်စိမှလည်းမျောလင့်ခြင်းတောက်ပနေသည်။သူကပြေးသွားเสียမလို့တော့ဘူးပြန်သွားဖို့သာလိုတယ်။ရေချောင်းကပတဲ့ရေနေမဲကြီးတကောင်ဖြစ် သူက ရေပြင်ပေါ်မှာငြိမ်ငြိမ်လှုပ်ရှားခဲ့သည်။ပန်းချံထဲကကလေးငယ်လေးတဦးကနှက်တွေကိုကြည့်ပြီးငားမက်ပြောလိုက်သည်။အဲ့ဒီတကောင်ကအလှဆုံးပဲသူက အချားတွေထက်ထူးခြားတာသိကြတယ်။သူအဲ့ဒီအတန်ကိုကြားပြီးအမှန်တကယ်မျက်ရည်ပင်အနှဲငယ်ထွက်သွားသည်။ဒါဟာဝမ်းနည်းမှုမဟုတ်ဘူးမျောလင့်ခြင်းနဲ့အလှတရားကိုတိတာစွာခံစားရခြင်း။သူကတိလာပြီး အရင်ကတယောက်သေးတောင်မတယောက်သေးမဟုတ်ခဲ့ဘူးအမှုပညာလိုက်နာသူတိုင်းလိုပဲနည်းနည်းနောက်ကျစွာပွင့်လာုံဖြစ်သည်